ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုံမကောင်းတောင်းပေးလိုက်ပါတယ်ကျွန်တော်တို့ကတိတ်ပြီးတော့ကောင်းနေဒီနေ့ဖြစ်ခဲ့လို့ပဲကျွန်တော်နေနဲ့ဆိုရမယ့်တဲ့မှာပါပါတယ်အခုချိန်လေးကျွန်တော်ဒီဗီဒီယိုရဲ့နေချိန်ဒီအခုချိန်လေးကျွန်တော်ဟာအိမ်မက်မနေတာလားတကယ်လားဆိုတဲ့ မွေဝါမှုတွေနဲ့တူအခုချိန်ဒီအမှန်တည်းပြောမှာဆိုရင်ကျွန်တော်ဖလားရသွားပြီဆိုတဲ့ feeling ကအခုချိန်ဒီကိုရီအတွက်က surreal ဖြစ်နေတော့မှာပေါ့နော်ဒါအခုချိန်ဒီမယုံကြည်နိုင်လောက်အောင်ဖြစ်နေတဲ့ moment ဖြစ်ခဲ့တယ်။ Sporting ကလက်ရှိမှာဒါ Manchester United အသင်းကို Europa League Final မှာတကောကိုမရှိဆိုတဲ့ရလနေတဲ့လူဒါကျွန်တော်တို့ Brandon Johnson ရဲ့အတွင်းကိုနေတဲ့လူဒါအနိုင်ရရှိခဲ့တာဖြစ်တယ်။အဲ့တော့ ဒါ NG Poster Glue ရဲ့ဒါကျွန်တော်တို့လက်ရှိသူပြောခဲ့တဲ့ဇာတ်တိုင်းသူတီးခဲ့တယ်။သူနေတဲ့ဒုတိယရာသီမှာ သူဟာဖလားရကူရတယ်ဆိုတဲ့ဇာတ်လုံးအတိုင်းပဲတကယ်ကို Tottenham Hotspur တင်းနေတဲ့ဒါကျွန်တော် Antonio Conte, Jose Mourinho, ဒါ Pochettino တို့မလုပ်ပေးနိုင်ခဲ့တဲ့ဥစ္စာတွေကိုဒါ NG Poster Glue နဲ့ကျွန်တော်တို့အိမ်မက်တွေကိုဖြည့်ဆည်းပေးခဲ့တယ်ပေါ့နော်။အဲ့တော့ ဒီနေ့ရဖလားဒါအမှန်တမ်းပြောကျွန်တော်အခုချိန်ဒီကျွန်တော်မယုံနိုင်သေးတဲ့အချက်တခုကကျွန်တော်လက်ရှိစပါသင်းဒါကျွန်တော်တို့ဒေါ့ရှော့နှစ်ဒီတိုင်းကိုကြည့်မယ်ဆိုရင်လုံးဝဗျာလုံးစောက်ရမ်းမိုက်နေတဲ့ squad တခုအမြဲတမ်းပိုင်ဆိုင်ခဲ့တဲ့ hurricane ရှိတယ်ဒါပေမဲ့ဒီနေ့ရ squad ကအရင်ကြီးကောင်းနေတယ်မှမပေါ့ဆိုဟောင်းမင်းဆိုလည်းကြာကျင်ရောက်ပြီးဒါဟိုကစားသမားဆိုလည်းဒါအဲ့တော့ဒီနေ့ရဒါကျွန်တော်လက်ရှိစပါသင်းရအားရဆုံးတစ်ချက်ကိုပြောပါဆိုရင်တော့ Tottenham Hotspur သင်းရခံစစ်ပဲ ခရစ်ရှန်ရူမဲရူမစ်ဂီဗန်ဒါဘင်တက်စတနီဦးဒိုဂီပက်ဒရိုဘိုလိုဒီကစားသမား၄ယောက်ကဒီတော်တန်ဟော့စပယ်အသင်းရဲ့လက်ရှိချန်ပီယံဖြစ်ဖို့အတွက်အများကြီးအရေးပါခဲ့တဲ့ကစားသမားလို့မြင်တယ်။ဒါပေမဲ့ဒီနေ့ပုံစံမှာ၁၁ယောက်လုံးဟာဟီးရိုးတွေပါပဲ။တကယ်ကို၁၁ယောက်လုံးကဟီးရိုးတွေဖြစ်တဲ့ရစ်ချယ်လီစင်နဲ့တရာတီလုံးကျိုးဝင်မဲ့ဒီနေ့ပုံစံမှာဒါ energy ကို bring in လုပ်တာအင်မတန်မှလမ်းပြန်ထွက်နေတယ်မှာပါတယ်။သူအနေနဲ့ဒါကျွန်တော်တို့ destiny udogio ရှေ့တက်ခိုင်းပြီးသူကိုယ်တိုင်နောက်ထီကို left back ပုံစံမျိုး sensorality ကိုဒီနေ့ပေါ်ဆောင်မှာချီကျူးစရာကောင်းတယ်အဲ့တော့ဒီနေ့ပေါ်ဆောင်မှာတစ်ခါကြာရပြလောကကြီးကတအားကြီးရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဒီနေ့ twin go အတွက်ဖန်တီးပေးခဲ့တဲ့စားဆိုတဲ့ကစားသမားဒီနေ့ပေါ်ဆောင်မှာပွဲထွက်ဖွဲ့ပွဲထွက်မဲ့ကစားသမားမဟုတ်ခဲ့ဘူးဒါလည်းရှိမှာ kluvaski lucas vagve chain medicine လို့လို့ကစားသမားမျိုးတွေဒဏ်ရာရတဲ့ကြောင့်ပပေးစာတရားဒါကျွန်တော်တို့အနည်းရတနည်းရခဲ့တယ်ပပေးစာရဲ့လက်ရှိမှာသူ့ရဲ့ပေးပို့မှုကတစ်ဆင့်လက်ရှိမှာဒါဒီနေ့မှာဆိုပရိသတ်တွေရဲ့ဘူလီခံရမှု ူအများဆုံးသောကစားသမားဖြစ်တဲ့ Brandon Johnson တယောက်ဒါကျွန်တော်လက်ရှိမှာ Spa တင်းရဲ့တွင်းကူတွေကိုတွင်းခဲ့တယ်အဲ့တော့လက်ရှိမှာဒီဖလားကိုပြပါခင်ဗျာ major ပဲပြီးတော့ minor ပြီးတော့ I don't fucking care ျွန်တော်တင်ကလက်ရှိမှာစူဖလာကိုရရှိခဲ့ပြီဖြစ်တယ်ကျွန်တော်အနေနဲ့ဒါကိုကျွန်တော်ခုနပြောသူပဲကျွန်တော်အနေနဲ့ဒါကိုကျွန်တော်လက်ခံတယ်ဒါပြတော့သူပဲကျွန်တော်သူအခုလက်ရှိမှာကျွန်တော်သူများရဲ့ကျွန်တော်ဖလာရတော့ကျွန်တော်တက်က changes ကျွန်တော်ဖြစ်သွားမှုဟာဒီပဲဖလာရ no ကျွန်တော် change ဖြစ်သွားမှာစောက်ချောင်းမရှိဘူးဒါဘုံမွေလင်းလင်းပြောတာကျွန်တော်အနေနဲ့ဒီနေရာမှာပြောချင်တာတစ်ခုကကျွန်တော်အနေနဲ့ကျွန်တော်အသင်ဖလာရတော့ okay ဒါပဲအဲ့တော့ကျွန်တော်အနေနဲ့ငါအသင်ဖလာရတော့ဘယ်အသင်ထွက်ဘူးကော no အကုန်လုံးကခုနပြောသူပဲကိုအသင်နဲ့ပတ်သက်ရင်အကုန်လုံးကဒါ source spot ရှိကြတာကြီးပဲအကုန်လုံးကမခံကျင်စိတ်ရှိကြတာအဲ့တော့ ကျွန်တော်အသင်းကိုကျွန်တော်လာပြောလဲမကြိုက်ဘူးခင်ဗျားအသင်းကိုခင်ဗျားလာပြောလဲမကြိုက်ဘူးအဲ့တော့ဘဒုမှမပြောရကျွန်တော်ဘဒုအသင်းနဲ့မကျွန်တော်နိုင်ရှင်ကျွန်တော်တက်ကလက်ရှိမှာ Tottenham Hotspur ပြိသက်ဖြစ်လာတဲ့တမန်တစ်ချက်မှာဒီညကကျွန်တော်တက်ကအပျော်ဆုံးညတစ်ညလို့ပြောရင်တော့မှမမထင်ဘူးကျွန်တော်တက်ကလက်ရှိမှာကျွန်တော်တက်ကဒီနေ့ညကကျွန်တော်အတွက်ဒါပြိသက်တစ်ယောက်ဖြစ်ရတာဒါအကျိုးနဲ့ဆုံးပေါ့နော်ဒါလက်ရှိတော်တော်လေးကိုအဆင်ပြေတဲ့နေရာမှာပါတယ်အဲ့တော့ ဒီနေ့ပေါ်စင်ရဲ့ပွဲချင်းတွေကိုပြောရမယ်ဆိုတော့ Manchester United နီးပြတဲ့ဒါ Andy Booster Glue ဒါအပြိုင်ကြီးတစ်ခုလို့ပြောလို့ရရတယ်မှာပါတယ်။ဒါပေမဲ့ဒီနေ့ပေါ်စင်မှာ Andy Booster Glue ကသူ့လုံနေကြလောက်ကဘောင်တွေကလုံးဝဆွဲထုတ်ပြစ်ပြီးတော့ဒါလုံးဝ Haran Ball ပေါ့နော်ဒါလက်ရှိမှာဒါ Thomas Tuchel လို့ဒါကျွန်တော်တို့ ပြောမတပွဲတူးပုံစံမျိုးရအောင်ဆော်သွားခဲ့တယ်။ဒီနေ့ပုံစံမှာကျွန်တော်ရအမြင်ပေါ့နော်။ဒါကျွန်တော်တို့ Ruben Amorim နေနဲ့မှားတာ minute အကြာကြီးကြီးဆောင်ပြီးတော့မှလူစားလေးလူကျွန်တော်တွေနဲ့မြင်တယ်။ကိုင်းထဲမှာ Rice Wu Huiland ဘာလို့ဘူး minute 80နဲ့85မိနစ်ပတ်ချလဲကြာရှိနေနားမလဲဘူး။ Mason Mount လည်း minute 85မိနစ်တော့ဘာလို့ရှိနေကျွန်တော်နေနားမလဲ။ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာတခုကြည့်မယ်ဆို United ကစားသမားတွေ Chelsea နဲ့ပွဲစဉ်မှာကစားခဲ့တဲ့ တစ်တန်ကတော်တော်လေးကိုလေးမားတယ်လူမျိုးတော်တော်လေးကိုကြီးလေးတယ်လူမျိုးဘာလို့မာဆိုရီတော့လူလဲခံတယ်ဆိုမှသူ့အနေနဲ့တော့ကျွန်တော်စိတ်ပြတ်တယ်ဆိုတော့သူ့အနေနဲ့တော်တော်လေးကိုပင်ပန်းနေအဲ့တော့ United အသင်းနဲ့လက်ရှိမှာဒီကစားသမားတွေမှာမာဒါခုနက United ကဒါ Chelsea နဲ့ပေါ်စံမှာလူစုံထုတ်လိုက်တဲ့ပြဿနာကတော်တော်လေးကိုကြီးမားတယ်လို့ကျွန်တော်အနေနဲ့မြင်တယ် လက်ရှိမှာ United အနေနဲ့ဒါကြောင့်နောက်ထပ်လည်းဗီဒီယိုသက်သက်တဖို့လို့ United အနေနဲ့လက်ရှိမှာဒါဥရောပဝင်ဝင်မရတဲ့အပြင်ကို Europa League Club ဆူရှုံးလိုက်ရဆိုဆူရှုံးလိုက်ရတော့တော်တော်လေးကိုနှစ်နာမှုတွေကိုကြီးမားသွားမယ်လို့ကျွန်တော်အနေနဲ့အမြင်နဲ့လာမယ့်နေရာဒီမှာ United အသင်းနဲ့လက်ရှိမှာ Victor Kyogres ဆိုတဲ့နာမည်တွေကိုဒါပထမဒါစစထားခဲ့ပေမဲ့အခုလက်ရှိလာမယ့်နေရာဒီမှာ Matthews Corner နဲ့ Liam Delap တို့လိုကစားသမားမျိုးတွေကိုဒါဘယ်လိုပြောဒီကစားသမားတွေကောင်းတဲ့ကစားသမားတွေပဲဒါပြောစရာမလိုအဲ့တော့ United အသင်းနဲ့ဒါတော်တော်လေးကိုလာမယ့်နေရာဒီမှာ budget wise အရာကိုဘယ်ကိုသွားမယ့် direction အရာကို ော်လေးကိုစဉ်းစားရဖြစ်ခဲ့တယ်။ရူဘင်အာမိုရင်းကိုယ်တိုင်ကလည်းပွဲပြီးတဲ့အချိန်မှာသူ့ရဲ့ presser မှာကိုယ်တိုင်သူပြောခဲ့တာကအကိပြိတ်သက်တွေကလက်ရှိပိုင်ရှင်တွေကသူ့ကိုအလိုမရှိဘူးဆိုသူ့အနေနဲ့တပြားတစ်ချက်မှစာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးယူမှာမဟုတ်ပဲနဲ့မနှက်ဖြတ်သူထွက်သွားမှာဖြစ်တယ်။အဲ့တော့ပြောချင်တာရူဘင်အာမိုရင်းကိုယ်တိုင်ကလက်ရှိမှာဒီအသင်းကိုတော်တော်လေးကိုစိတ်ပြက်လျက်ရှိတယ်ဆိုတဲ့ပုံစံမျိုးမြင်ခဲ့ရတယ်။အဲ့တော့ဒီနေ့ပုံစံမှာဒါရူဘင်အာမိုရင်းကိုယ်တိုင်ကဒါကျွန်တော်တို့ဒီနေ့ပုံစံမှာပြမွင့်လင်းပြော ဒီနေ့ပေါ်စမှာ United အသင်းအရန်လူစင်းကစပါအသင်းတက်အများကြီးတလွန်ခဲ့တယ်။ဒီနေ့ပေါ်စမှာဒါနီးပြအနေနဲ့ဒါ55မိနစ်လောက်ခရဲကသာဒါကျွန်တော်တို့နီးပြအခုကစားသမားအပြောင်းလဲများလုတ်ခင့်ပဲဆိုရင်စပါအသင်းကိုဒါအခွင့်အဲ့တော့ဘုကနာပေါ်စမှာခနာချိုးဝင်လာချိန်မှာဒါ short on target တလုံးချက်ချင်းရတယ်။ဒါကျွန်တော်တို့အာမက်ပိုပြီး free တန်ရ Bruno Fernandes အဲ့တော့ဒီနေ့ပေါ်စမှာနီးပြကိုတိုင်လုတ်ယူခြင်းကမှားတယ်လို့မြင်တယ်။ဒီနေ့ပေါ်စမှာဒါကျွန်တော်တို့ owner နာကတော့စပါအသင်းနဲ့တွေ့ရင်ရှုံးနဲ့ရလက်တကူတောက်လျှောက်ထိန်းသိမ်းထားစေဖြစ်တယ်။အဲ့ဒါကလည်းရှိတယ်ကျွန်တော်မမှတ်ရအောင်ဆိုဒီဘဲကတော့ကျွန်တော်တို့ဒါစပါအသင်းနဲ့ IS မှာကလေးရှုံးတာအခုချိန်ကြီးပဲတော့ရှောက်ပါအဲ့တော့ Onana နဲ့တွေ့မှာပဲ Casemiro တယောက်တည်းဒါသူ့အနေနဲ့ final မှာမရှုံးဘူးဆိုတဲ့စာစံချိန်တစ်ခုတောင်မှတိုင်ပတ်သွားခဲ့ရတယ်မှာပါလို့ကျွန်တော်အနေနဲ့မြင်တယ်မြို့တော့ပဲစိုးစေးကမူလက်ရှိမှာဒီပွဲစဉ်ရဲ့ဒါအဓိက hero တွေကိုပြောပါ Spurs တင်းရဲ့ခံစစ်တွေပဲ Mickey Van der Veen's goal line ပေါ်ကဖြတ်ထုတ်မှုကဒါကျွန်တော်တို့တော်တော်လေးကို all charge လိုက်ရအောင်ကောင်းခဲ့ရတယ်မှာပါတယ် Christian Romero Mickey Van der Veen ဆိုတကယ်ချီးကျူးမှုကအဲ့တော့တစ်ခါခုနပြောလို့ပဲ မြတ်တခါကျရင်ယုံလာတယ်ဒါလိပ်ပြတစ်ဖက်ကတော့ကျွန်တော်တို့တောင်ပန်ခတ်တဲ့အချိန်မှာတစ်ဖက်ကတော့ကျွန်တော်တို့ကဘာပေါ်မှာတော့ကျွန်တော်တို့ဟို ဘယ်ပြောမလဲမှုန်တိုင်းတိုက်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့လက်ရှိမှာဒီလို scenario ပုံစံမျိုးဖြစ်ခဲ့တယ်အဲ့တော့ Son Heung-min ကဒါ Manchester City နဲ့ပုံစံမှာသူ့ရဲ့အတွင်းကိုလွှဲချော်မှုက Tottenham Hotspur အသင်းရဲ့ Europa League ဖလားကိုရစီခဲ့တဲ့ moment တစ်ခုဖြစ်လာခဲ့တယ်အဲ့တော့ပရိသတ်တယောက်အနေနဲ့ပြောမယ်ဆိုတကယ်ကိုဒါကျွန်တော်တို့ Drankover Hang ကိုဖြစ်တယ်ဘာလို့ပို့ဆိုတာတယောက်တစ်ခါကြည့်ရအောင်ပို့ပြီး feature တယ်အဲ့တော့ဒါကျွန်တော် message တွေအများကြီးပို့ထားတာမှတ်မိမဲ့ကျွန်တော်လောက message ကိုကျွန်တော်အနေနဲ့လား Twitter မှာကြည်လိုက်ကိုယ့်ရဲ့ဓာတ်ပုံတွေတက်လာလိုက်ပြေော်လိုက်ဒါကိုကျွန်တော်ဒီ ဒီတရက်လုံးကျွန်တော်ဘဒုကမဒါစကားပြောမယ်ဒီဓာတ်ပုံတွေကိုကျွန်တော်ကြည့်ပြီးကျွန်တော်ပြောဟုတ်တော့ကျွန်တော်ပြောရမှာဒါပထမဦးရအောင်ကျွန်တော်ပြောတာဆိုရှက်လဲမရှင်းဟာတာမှာဖလားမဟုတ်တယ်ဖလားမမြင်ဘူးဖလားမြင်ဘူးတဲ့အချိန်မှာမြင်ဘူးတဲ့ရတာကိုကောင်းကောင်းကြီးခံစားမယ်ဘဒုမောက်လည်းတကောင်းမယ်ဘဒုမောက်လည်းမစားနိုင်ဘူးဘဒုမောက်လည်းကျွန်တော်လာလောင်ပြောင်းမှာမဟုတ်ဘူးကိုကိုတယောက်တည်းဒီအသင်ဖလားရတာကိုချိန်ချိန်နဲ့နဲ့ကြည့်ကျွန်တော်ခံစားမယ်ဒါပဲဘဒုမောက်ကျွန်တော်ဒုက္ခမပေးဘူးအဲ့ဒါကကျွန်တော်ရဲ့လက်ရှိသွားနေသွားကျင်တဲ့လမ်းကျင်ပဲအဲ့တော့ဒါကိုဒီကဒါဟိုမြို့ တူကမှပြောဦးကျွန်တော်ကျွန်တော်ကျွန်တော်အတင်းဖလိုက်ရတော့ကျွန်တော်တင်ကြည်တဲ့ကြည်တဲ့ခဲ့မယ်လာမယ့်တနင်္ဂနွေနေ့တော်တန်ဟော့စတယ်အိမ်ဝင်နဲ့ Brighton နဲ့ပွဲစဉ်မှာ NG Poster ကလူသူဘာဆုံးဖြတ်မှာကျွန်တော်နားထောင်မယ်လက်ရှိသူပြောပုံရသူဟာဒီအတင်းမှာဆက်နေဖို့ရာခိုင်နှုန်းများတယ် ဒန်နီယယ်လာဗိုင်းဒါဒီနီးပြကိုလက်ရှိမှာဆူဖလာယူလို့ထုတ်ပစ်ခဲ့မှာဆိုတော့ဒီဘက်ကဆပ်အဲ့တော့လက်ရှိမှာဒန်နီယယ်လာဗိုင်းပေါ်အများကြီးယူသေးပါတယ်ဒန်နီယယ်လာဗိုင်းရောက်ပြီးနောက်ပိုင်းမှာစပါတင်တာဟာဒါပထမဆုံးဖလာရခဲ့တဲ့နှစ်တစ်နှစ်ဖြစ်လာခဲ့တယ်ချန်ပီယံလိလည်းဝင်သွားပြီဝင်ငွေတွေကိုတန်းကို200နဲ့အထက်ရဖို့အတွက်100% guarantee ဖြစ်သွားပြီအဲ့တော့တော်တန်ဟော့စပယ်သင်းကိုလာဗိုင်းဘာဒီလုတ်ပေးပါတယ်ဘလောက်ထိလုတ်ပေးနိုင်မှာအဲ့တော့ပြောချင်တာရှေ့ရှေ့လေးသူများသင်းနေနံပါတ်2ရတယ်သူများသင်းနေဒါကျွန်တော်တို့ FA ဖလာရတဲ့အချိန်မှာဒီလောက်ထိငွေသုံးပေးနေတဲ့အချိန်မှာတော်တန်ဟော့စပယ်သင်းနဲ့ယူရိုပီယံဖလာရတယ် Champion League ဝင်တဲ့အချိန်မှာ Lavine တယောက်ဘယ်လောက်တိလုပ်ပြီးမှာလဲကျွန်တော်ကတော်တော်လေးမျှော်အဲ့ဒီအတွက်လည်းဒါမှမဟုတ်ဖြစ်ကြရင်တသက်ဗီဒီယိုတစ်ခုကျွန်တော်ထပ်ပြီးထုတ်ပေးဦးမယ်လောလောဆယ်တော့ဒီအပြော်ရင်းနဲ့ကျွန်တော်ဖုန်းလေးတုံးပြီးတော့ဓာတ်ပုံလေးတွေကြည့်ပြီးဗီဒီယိုလေးတွေကြည့်ပြီးတော့ ပျော်ပျော်ရွှင်ရွှင်ကျွန်တော်ဘဝရဲ့အပျော်ရွှင်ဆုံး moment လေးတစ်ခုကိုကျွန်တော်ဖြတ်တန်းပါအောင်မယ်လို့ပြောရင်လည်းကျွန်တော်တို့ညီကိုတွေကိုအားလုံးမကျူးတူပါတယ်အဲ့တော့ United သင်ကဒီနေ့ပွဲစံမှာဒါဒုတိယပိုင်းမှာဒါမဆိုးဖြစ်ခဲ့ပေမဲ့အဓိက change ချက်ဆိုတာ NG Bolster ကဒီနေ့ပွဲစံမှာ Kalan Dethan Bo မူတည်ပြီးတော့လုံးဝအပြောင်းလဲတစ်ခုလုပ်ခဲ့တာကတော်တော်လေးကိုအရေးပါခဲ့တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်သူ့ရဲ့ပြောင်းလဲမှုကဒီနေ့ပွဲစံမှာတော်တော်လေးကို crucial ဖြစ်ခဲ့တယ်ဒါလိုရဲ့လိုရဲ့လို့နောက်တန်းမှာပါ9ရောက်လောက်ကိုထဲဆော့ပြီးတော့ဖင်ပိတ်ဆော့တဲ့အကွက်ကိုဒါမျိုးလုတ်သွားခဲ့တယ်တော်တော်လေးကိုကြီးကျယ်တယ်အဲ့တော့ ဘရန်နန်ဂျွန်ဆန်ကစားသမားတယောက်ချင်းစီတိုင်းကစပါတင်ရဲ့ legend ဖြစ်သွားခဲ့ဖြစ်တယ်။အဖြူမဲ့ကာလာကလေးကဒါဥရောပဖလားမြောက်ပြီးတဲ့နေအခုလက်ရှိမှာရောင်စုံကာလာလေးနဲ့အတူဖလားဓာတ်ပုံလေးကိုကျွန်တော်ကတော့ကြည်ရင်နဲ့အိပ်ပါတော့မယ်။အားလုံးပဲ good night နဲ့ good morning လို့ပြောရင်းနဲ့ပဲကျွန်တော်တော့ကြည့်ပါဦး။ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ကျွန်တော်ね TV4 ကြီးတို့မှာကြည့်လို့ဆိုတော့ပေါ့ကကြည့်လို့ရပါဘူးကြည့်ညူရပါတယ်များများလေးလည်းကလပ်ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ကျွန်တော်ね TV4 ကြီးရဲ့ link လေးတွေကိုထည့်ပေးထားကြပါကျွန်တော်မဆောက်ကြည့်ပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်ကများများလေးလည်းကလပ်ဖို့မမေ့ကြပါနဲ့များများကလပ်မှာအများနဲ့ဖြစ်ပါတယ်2024 2025 Europa League Champion ကတော့ Tottenham Hotspur အသင်းပဲဖြစ်ပါတယ်အားလုံးပဲ good morning good night လို့ပြောရင်းနဲ့ပဲကျွန်တော်တောင်းပန်ပြပါအောင်ဒေးပါပါစပါဖန်တွေအားလုံးပဲချိန်နဲ့ကြာမယ်လို့ပြောလင်းပါတယ်